ကျွန်တော်ကိုယ်တိုင်ကဇက်ကိုကျွန်တော်ကရွေးတယ်ကျွန်တော်ဇက်တွေအများနဲ့ရွေးတယ်တော့ writer တွေ producer တွေကဒီနေရာမှာတော့ကျွန်တော်နဲ့ guide တင်တယ်လို့ပြောတယ်ဆိုတော့ကျွန်တော်အဓိကကိုလက်ခံပြီးတော့ guide ဖြစ်တယ်ဒီကဲမှာကျွန်တော်တို့ကဇက်ရုပ်တွေကိုကျွန်တော်တို့က character တွေချိန်းထားနိုင်မယ်ဆိုရင်ကျွန်တော်တို့ရုပ်ရှင်လောကမှာဆိုရင်ကျွန်တော်တို့ကဟိုပို့ပြီးတော့မြင်သာတာပေါ့နော်ဘာမှ casting ဝင်စရာမလိုတော့ပဲတဲ့ဒါပေမဲ့ series ကကြတော့ကျွန်တော်က casting နဲ့သွားတာအဲ့ခါကျတော့ character တစ်ခုတစ်ခုကြီးစီကိုရောက်လာတိုင်းကျွန်တော်ကပို့ပြီးတော့တာဝန်ပို့ကြည့်တာအဲ့လိုမျိုးပေါ့အခုဆိုရင် DG ဆိုရင်လည်း ကျွန်တော်လွေလည်ညအလမင်းပြီးခဲ့တဲ့ဟာ DTG ဥကဒါပြိသက်မြင်ကျင်တဲ့ပုံစံလေးပေါ့အရှိမကျွန်တော်ចောင်းစရာတို့ရိုးရိုးလေးတွေနောက်ပြိသက်တွေကဟိုကိုယ့်ကိုချစ်နေလို့ဒါဘာမှမပြောတာပဲဒီကားလေးဆိုလို့ရှိရင်တို့မြင်ကျင်တဲ့ပုံစံတိုင်းမြင်ရတာအဲ့တော့တောက်လည်းဒါပြိသက်တွေဘက်ကိုကျွန်တော်ဦးစားပေးပြီးတော့ကျွန်တော်ကိုယ်တိုင်ယူရွေးချယ်ပြီးတော့ရိုက်ဖြစ်တာပေါ့နော်ဟုတ်ကဲ့ပါအဲဒီနေ့လေးကတော့မြူလေးတို့ထာဝရဝေဆိုတဲ့ရုပ်သံဇလန်လွယ်မှာကျွန်တော်က DG ဦးဆိုတဲ့ပေါ့နော်ဇယုတ်လေးအဖြစ်ပါဝင်ပြီးတော့တရုပ်ဆောင်တာရဲ့ဖုန်းရှင်ကဖြစ်ပါတယ် အဲကန်ဘတ်ကတော့အမြဲတမ်းကန်ဘတ်နေတာပဲပေါ့နော်ပရိသတ်တွေကလည်းအဓိကကတော့ပရိသတ်မြင်ကျင်တဲ့ပုံစံလေးပေါ့ကျွန်တော်အရှိမလဲအဲ့လိုရိုးရိုးသားသားလေးနဲ့အဲ့လိုလေးပေါ့ဘာမှမပါဘဲနဲ့ရိုက်ထားတဲ့အပိုင်းလေးဟိုဟာဇက်ကားတွေပဲရှိခဲ့တာဆိုဒီကားထဲမှာဆိုလို့ရှိရင်လည်းဒီ day ပေါ့အဲသဘင်အားစကျွန်တော်အဲ့လိုအခုလိုမျိုးပုံစံမျိုးလေးတွေနဲ့ကြော်ရော့ပြီးတော့တရုပ်ဆောင်တာရတာပေါ့အဲ့ဒီတော့တကြောင်လဲဒါကျွန်တော်ကိုမြင်ကျင်တဲ့ပရိသတ်တွေအတွက်လဲဒါသူတို့ကျင်တတ်မယ်လို့ယုံကြည်ပါကြာဟုတ် ီမှာဟုတ်ကို heavy တွေဘယ်လိုလောက်ရကြာအဲရှိတယ်ပါဟိုအဓိကတော့ကျွန်တော်ကအဲ့လိုอืมအဲ့ဒီရဲ့ဒီ slow bike villa ကိုရောက်လာတဲ့အချိန်မှာကျွန်တော်ရဲ့ဖြစ်တည်မှုပေါ့เนาะကျွန်တော် DG ဦးဆိုတဲ့ဒီ character ကြီးကိုမပြောက်ပါအောင်ကျွန်တော်ထိန်းပြီးတော့တရုပ်ဆောင်ရတယ်ပေါ့အဓိကကဘာလဲဆိုတော့ကျွန်တော်တို့ထပ်ပေါ့เนาะအသက်အရွယ်ရငယ်တယ်ပေါ့เนาะဆောင်းနှင်းပြူပါ၃နှစ်လောက်ငယ်တယ်အဲ့ဒီဆောင်းနှင်းပြူရဲ့ဒီ live တစ်ခုလုံးကိုကျွန်တော်ကအကုန်လုံးသိသွားတဲ့အချိန်မှာကျွန်တော်ဖြည့်ရှင်းပေးရတဲ့အပိုင်းတွေရှိတယ် အဲ့ဒါတွေကကျွန်တော်တို့ကပို့ပြီးတော့တာဝန်ပိုကြီးတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီ Z တစ်ခုလုံးရဲ့ဒီ main ရဲ့ဒီစင်ကန်းနေဆိုရင် main ခန်းနေဆိုလို့ရှိရင်အဲ့လိုမျိုးဆိုတစ်ဖက်မှာလည်းဒါနေဆက်ကြရတော့ဒါ sounding view ကလည်းအကောင်းဆုံးတိရုပ်ဆောင်တာဆိုတော့ကျွန်တော်အဲ့လိုမျိုး၃ယောက်စုံတဲ့အခန်းလေးပါယူပါဆိုလို့ရှိရင်ကျွန်တော်တို့ Z ကိုဟိုပေါ့နော်ပုံစံဟိုကတစ်ဖက်ညွှန်းတာလွဲဝါးမှာကြောက်တာပေါ့နော်အဲ့ဒါလေးတစ်ချက်ကတော့ဒါကျွန်တော်တို့ပို့ပြီးတော့ pressure ပို့ဖြစ်တာပေါ့နော်ဟုတ်ကဲ့ပါဟုတ်ဟုတ်ဟုတ် ဟုတ်ကဲ့အငိမ့်ဇက်ဆိုတာကအဲကျွန်တော်ကအဓိကဘယ်လိုလဲဆိုတော့ကျွန်တော်ကိုယ်တိုင်ကဇက်ကိုကျွန်တော်ကရွေးတယ်ကျွန်တော်ဇက်တွေအများနဲ့ရွေးတယ်အဲရွေးလိုက်တဲ့ပုံမှာမူတည်ပြီးတော့ပါကျွန်တော်ဒရိုက်တာတွေပရိုဂျူဆာတွေကဒီနေရာမှာတော့ကျွန်တော်နဲ့ guide တင်တယ်လို့ပြောတယ်ဆိုတော့ကျွန်တော်အဓိကကိုလက်ခံပြီးတော့ guide ဖြစ်တယ်ကျွန်တော်စုံနာပြောတာတဲ့အတိုင်းပဲပေါ့နော်ကျွန်တော်ရဲ့ဇယုတ်တွေကိုကျွန်တော်အဲ့လိုများများချိန်းဖို့တရုပ်ဆောင်နိုင်ဖို့ကကျွန်တော်တို့က CV မှာပဲရှိတယ် အဲ့ဒီ series ထဲမှာကျွန်တော်တို့ကဇယုတ်တွေကိုကျွန်တော်တို့က character တွေချိန်ထားနိုင်မယ်ဆိုရင်ကျွန်တော်တို့ရုပ်ရှင်လောကမှာဆိုရင်ကျွန်တော်တို့ကဟိုပို့ပြီးတော့မြင်သာတာပေါ့ဘာမှ casting ဝင်စရာမလိုတော့ပဲတဲ့ဒါပေမဲ့ series ကကြတော့ကျွန်တော်က casting နဲ့သွားအဲ့ခါကျတော့ character တစ်ခုတစ်ခုကြီးစီကိုရောက်လာတိုင်းကျွန်တော်ကပို့ပြီးတော့တာဝန်ပူကြည့်တာလေအဲ့လိုမျိုးပေါ့အခုဆိုရင် DG ဦးဆိုရင်လည်းကျွန်တော်လွေလည်ညအဲ့လာမင်းပြီးကြတဲ့အဒီ DG ဦးကဒါပြိတ်သက်မြင်ကျင်တဲ့ပုံစံလေးပေါ့အရှိမကျွန်တော်ចောင်းစရာတို့ရိုးရိုးလေးတွေတော့ ဟိုအဲ့လိုဟိုဟာတာကားလေးတခုတော့ပါသွားသေးတယ်ပေါ့နော်အဲ့လိုစုတောင်းဆိုတဲ့ကားလေးတကားရှိတယ်အဲ့ဒီမှာဆိုလဲဟိုရွာသားလေးတွေပေါ့နော်အဲ့အဲ့လိုမျိုးလေးဆိုတော့ပြည်သက်တွေကဟိုကိုယ့်ကိုချစ်နေလို့ဒါဘာမှမပြောတာပေါ့ဒီကားလေးဆိုလို့ရှိရင်တော့တို့မြင်ကျင်တဲ့ပုံစံတိုင်းမြင်ရတာအဲ့တော့တချို့လည်းဒါပြည်သက်တွေဘက်ကိုကျွန်တော်ဦးစားပေးပြီးတော့ကျွန်တော်ကိုယ်တိုင်ရွေးချယ်ပြီးတော့ရိုက်ဖြစ်တာပေါ့နော်ဟုတ်အဲဟာတာကကကြတော့ဘယ်လိုပြောမလဲဆိုတော့ တကယ်တမ်းပြောမယ်ဆိုရင်ကျွန်တော်တို့ပညာရဲ့တခုမှာဟာတာကပိုခက်တယ်ဒရမာတို့ဘာလို့ကပိုလွယ်တယ်ပေါ့လွယ်တယ်ဆိုပေမဲ့အခုကျွန်တော်တို့ရဲ့ဒီတရုပ်ဆောင်တဲ့အပိုင်းတွေမှာဆိုလို့ရှိရင်လူတယောက်ကိုရီအောင်လုပ်လို့ရလွယ်တယ်နော်ပြီးသွားတဲ့ခါကျရင်ကျွန်တော်တို့ကဘောအောင်လောက်အောင်ခက်တယ်တချို့ကမျက်ရည်မျက်ရည်ခိုင်နေလူတွေဆိုရင်ဘယ်တော့မှမျက်ရည်မကြအောင်အဲ့ဒီဟာကိုမျက်ရည်ချူဖို့ကလည်းခက်ပြန်အောင်အဲ့လိုမျက်ရည်ချူဖို့တော့ကလည်းအဲ့ဒီဒရမာဘက်ကနေပြတော့ကမျက်ရည်တွေကိုလှည့်ထုတ်တာ ဟာသားကကျတော့ကျွန်တော်တို့ကတခုခုလွဲသွားတာတို့ဘာလို့ဖြစ်နေဆိုတော့ ਨੇ ကောက်ကြီးကြပါအဲ့ခါကျတော့ဟာသားကကျတော့ကျွန်တော်တို့ဘိုင်းမှာပို့ပြီးတော့ဒီတရုတ်ဆောင်ဘက်မှာကျတော့ဟာသားကခက်တယ်ဒါပေမဲ့အခုခေတ်မှာကျတော့ဟာသားကလွဲမလို့လို့ ਨੇ အကုန်လုံးကတော့သူ့ဟာနဲ့သူတော့ပညာရှိတာလေဒါပေမဲ့အခုဒီကျွန်တော်ရဲ့ဒီ TGU ဆိုတဲ့ဒီဇက်ကောင်လေးဆိုလို့ရှိရင်လည်းဒါကျွန်တော်ဟိုဘယ်လိုပြောရမလဲဆိုတော့မြို့သိပ်ပြီးတော့ကျွန်တော်ရိုက်ခဲရတာပေါ့နော်အဲ့လိုခန်းစားချက်ကိုမြို့သိပ်ပြီးတော့ရိုက်ခဲရတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အတွက်ကတော့ဟိုကျင့်နေပါတယ် ်ဟုတ်တယ်။သုံးဝင်းဆိုင်တွေကတော့ရှိပါတယ်ကျွန်တော်ရဲ့ကျွန်တော်ရဲ့နေဆက်ကြရဲ့စောင်းနှင်းပြူရဲ့เนาะကျွန်တော်ရဲ့နေဆက်ကြရဲ့စောင်းနှင်းပြူရဲ့သုံးယောက်ဆောင်တဲ့အခန်းတွေဆိုလို့ရှိရင်ကျွန်တော်တွေကအဲ့လိုအဲ့လိုပေါ့ဟိုပြောဖို့ကောင်းပါတယ်အဲ့လိုပြောဖို့ကောင်းပါတယ်ဆိုတော့ကကျွန်တော်ကကျတော့ကိုယ့်ရဲ့ညီလေးတွေညီမလေးတွေပေါ့ဒါရှင်ကြီးနဲ့ဒါရမုံမြင့်မြတ်နဲ့အဲကျွန်တော်ဇက်ကောင်ထဲမှာဆိုရင်တော့ကျွန်တော် DJ ဦးပေါ့နေဆက်ကြနဲ့ ျွန်တော်လည်းအဲ့ဒီဟိုပါနဲ့စောင်းနှင်းဖြူနေပေါ့အဲ့လိုပဲကျွန်တော်တို့ကပြင်ပြန်ပြီးတော့အဲ့လိုဖြစ်ဖြစ်သွားတာဆိုတော့သုံးမိတ်ဆိုင်လေးတွေလည်းကောင်းပါတယ်ဟုတ်